မင်္ဂလာပါဗျာအခုကျွန်တော်ရောက်ရှိနေတာကတော့ဒီအိမ်လေးမှာနေသွားတဲ့ထိုင်းမျိုးသားတရပေါ့နော်တည်ဆုံးသွားတာတပတ်လောက်တော့ရှိပြီဗျတေမဒီအပုတ်စော်နေမှသာအလောင်းကိုတွေ့တယ်ပေါ့နော်သူတည်တာဆိုတာသိရဒီမှာဒီမှာလမ်းရှိတယ်ဟိုကမှာလောဘာချန်နေရှိတဲ့လူတွေရှိအဲလောဘာရှိသွားလာတဲ့သူတွေကအပုတ်နဲ့ရလို့ဒီအိမ်ဝင်ကြည့်လိုက်တဲ့အခါမှာဒီအိမ်ထဲမှာနေတဲ့ထိုင်းမျိုးသားတယောက်ဟာမွေးစေဝါအလွန်ကြုံတုံးပြီးတော့ပေါ့နော်ဆော့ဖြစ်ပြီးတော့သေနေတာဖြစ်တယ်ပေါ့နော်ပုတ်စော်နေမှ န်းသွားလမ်းလာတိတော့ဝင်ကြည့်ကမှလားအလောင်းကိုတွေးရတယ်တဲ့အိမ်လေးရောအိမ်လေးဆိုရင်ပဲဒါလောပါစောင့်တဲပေါ့နော်စောင့်လောပါချန်ချစ်တဲ့သူတွေနေတဲ့တဲလေးပေါ့ပြီးရင်အိမ်နဲ့ဝင်ကြည့်မယ်နော်ကဲအဝါဒနာရှင်ညီလေးရောပါတယ်ဝါဒနာရှင်ဒီမှာလဲ သေသွားတယ်ဆိုတာကိုကျွန်တော်လည်းသိတယ်ဒါပေမဲ့ဘယ်နေရာမှာဆိုတာအတိအကျကျွန်တော်မသိဘူးဒီရောက်ကမှာထိုင်းမျိုးသားတရားမွေးစေဝါအလွန်ကျွန်းသုံးပြီးတော့ short ဖြစ်ပြီးတော့သေသွားတယ်အဲပုတ်စော်နံမာတာသိတယ်ဆိုတာကိုသိလိုက်တယ်ဟိုရက်ကဒါပေမဲ့ဘယ်အိမ်မှာဖြစ်တယ်ဆိုတာမသိဘူးဒီညီလေးကသိတယ်သူကလည်းအခုလိုမျိုးဒီပြလောကတွေစူးစမ်းဆာဖွေရတာဒီညီလေးကလည်းဝါသနာပါတယ်ဖြစ်ချင်တော့ဒီလောဘချံကိုလေဒီအမျိုးသားကြီးသိဆုံးရတဲ့အခါမှာသူလိုဆက်ပြီးတော့ဒီလောဘချံကိုချစ်ရမှာ tôi lấy xe mà khai cho cháu đeo xe mà chỉ tôi như của mà nó mai đấy còn lâu là xe mà mà cho như thay thay như thay và pin mi thuyền thì lại này này đây đây khai không mi thuyền đẹp nè nào nè nè giá trên này nó nè tay mà chào tiêu quên vô làm mà vậy là là nó không bị ra mà bảo လူသေးကောင်ရဲ့အပုံနံတော်တော်နံတယ်ဟဲ့ကြောင့်နံနေဟာအဲ့တော့ဟိုဂျင်းတော့ဆိုတော့တော့နည်းပြီးခဲ့ကြပါဟွန်းအော်တို့တို့ဒီမှာဟိုလက်အိတ်တွေလောက်ရှိသေးတယ်ဟိုဆရာဝင်မတွေဟိုကယ်ဆယ်ရေးတွေလာပြီးတော့အလောင်းလာကောက်တဲ့အခါမှာတုံးတဲ့လက်အိတ်တွေဒီမှာရှိရှိနေတယ်ဒီလူကမွေးဆေးဝါအလုံးညုံတုံးလာတယ်မပြောနဲ့ဟိုမှာကြည့်အောင်မွေးဆေးဝါတုံးတဲ့ပစ္စည်းတွေတော့မှဒီမှာရှုတ်တော့ကြံနေသေးတယ်နော်ဟွန်းမတို့ရရင် thì mà tùy đã nó mà tùy quật đi và làm giờ tôi tôi bầu quật đi bầu rồi thì ấy gì trả thà đó nó tao được cái kiểu xong ai quạt thôi mà ai quạt thôi 我你话标红呀，我呀。哎，好点标红，标红标红你那么快？哎，哎个哎个，咪要来点那个，哎个来点。谁读谁读？哎，就那哎标红叫的，哎。没来没来没来，你，你不怕没来没来？伊咪收呢？တေးမကြောက်အပြားကိုကြောက်တယ်။အင်းဒီမှာသိဆုံးရတာပဲဖြစ်ပါလေ။ဟွနည်းနည်းကြီးလေးနော်။မြေဆိုးဆိုကြီး။ခေါင်းပိတ်ထား။ นี่ไม่ติดก็แน่แน่เนาะนี่ซุซุก็ก็ไปปูนั่นแหละอือที่มาที่มาเตว่าดีเนี่ยมาที่น้ํามันตกลงเตเนี่ยเอาเนาะที่มาจิ๊ดเตปุ๊บนี่เดี๋ยวเราญาเป็ดลาพี่แล้วย้ายออกมาป่ะเนาะญาเป็ดลาย้ายออกมาอืมเนี่ยละกว่าဒီမှာအလောင်းလာကောင်းလုံးကအသုံးပြုတဲ့လက်အိတ်တွေတောင်ရှိနေသေးတယ်နော် နော်လောင်းလာကောင်းတော့သုံးရတယ်လက်အိတ်ဒီမှာဒီလိုတော့ကြည်ရတာသေးသွားတာမြင်းစေးသုံးတာဖြစ်ပေမယ့်များတာမိုးမိုးမိုးရွာမြင်းစေးသုံးတဲ့နေရာမှာအသုံးပြုတဲ့မှာပါလေတာဘလို့ခေါ်ရဘလို့လေဒီဦးပြအဲ့ဒါလေးပေါ့နော်ဒီမှာတော့လက်အိတ်တွေဘူးတင်တို့လိုမှရေတွေစိတ်ချတော့စားရတယ်ပြဒီစိတ်ချထားတာလေနော်ဟုတ်ကဲ့ရေစိတ်ချထားတာတော့မနန်နေသေးတယ်ဆိုအောင်ပေါ့ဒီကြီးကအနက်ကြံနော်အေးအဲ့ဒါနေမယ်ဒီမှာရေစိတ်ချထားတာတော့တေပြီးတပတ်လောက်မှ တေးပြီးတစ်ဖက်လောက်မှမဲတစ်ဖက်တောင်မရှိသေးဘူးညီလေးငါးရက်လောက်ပဲရှိအောင်မယ်နော်တို့လေခုစုစုပေါင်းရက်ပဲဆိုလေနော်တေးပြီးတစ်ဖက်လောက်မှတွေ့ရတွေ့ပြီးတော့လာတယ်ပါတော့မှတစ်ဖက်လောက်ပဲရှိတယ်ဒီမှာရေတွေဆေးချထားတာဟုတ်ဒါကြောင့်အော်ကျွန်တော်တို့ညာဘက်လာရိုက်အောင်ပါဗောနော်ညာဘက်ညာဘက်လာရိုက်တဲ့အခါမှာဘလို့ထူးခြားမှုတွေရှိမလဲဆိုတာကိုတော့အားလုံးစောင့်မျှော်ပြီးတော့ကြည့်ရှုအားပေးကြအောင်ဗောနော်အခုကနေကင်းပိုင်းအချိန်လေးလာကြည့်တာမှန်ကန်တော့ကျွန်တော်နေတဲ့ အဲနေရာနဲ့အခုဒီလူဒီအိမ်ရှိတဲ့နေရာနဲ့ကတိတ်မဝေးဘူးဆိုင်ကနေအခုလာတော့မှပဲ5မိနစ်လောက်ပဲဆိုရောက်နေပြီသတင်းတော့ကြားလိုက်တယ်လေလူတရားအောင်မဆေးအလွန်ကျွန်းသုံးပြီးတော့တဲ့သေနေတာပုံနဲ့ရကမှာပဲလမ်းသွားလမ်းလာတွေတွေ့ကမှာတော့ဒီရဲတွေအကြောင်းကြားပြီးတော့အလောင်းလာတဲ့ဝါတယ်လို့သိလိုက်ရဖြစ်ချင်းတော့မဝါသနာရှင်ဒီညီလေးရတယ်ဒီလောပါချံသူချစ်ရမယ့်လောပါချံဖြစ်နေတယ်ဒီလူကြီးမရှိတော့လို့ဆက်ဆက်နဲ့သူလို့ချစ်ရမယ့်ဒီလောပါချံမှာ ရှင်းရှင်းတော့သူလည်းကြောက်တဲ့ထဲမှာတော့ပါတယ်ဝါဒနာပါတယ်မနေ့ရောက်ချက်ပြန်ညီလေးတို့ဒီမှာပါချန်ဆက်ပြီးတော့နှစ်ယောက်ပေါ့နှစ်ယောက်ချက်နှစ်ယောက်ဆိုတော့တော်သေးတာနဲ့တောက်တဲ့ဆိုရင်တော့ဘယ်လိုဖြစ်ကြောတော့ချမ်းတာပေါ့နော်မကြောက်ဘူးဆိုတော့ကျွန်တော်တော့မကြောက်တဲ့လူလည်းဘယ်လိုဖြစ်ဖြစ်လေဟောစိတ်ထဲမှာတော့နော်သလိုစနာပဲဖြစ်တာပေါ့အာအာနိုင်နဲ့ပေါ်မှာအောင်အောင်တိုးတိုးကြီးနော်တော်ဆိုးရဲ့နိုင်ဒီကဲရဲ့ပိုင်းဆိုဒီနားဖြတ်မအောင်ဆက်ငယ်ဖြတ်မအောင်တော့တော်နဲ့อืม တို့ရေရေစေးချထားတဲ့အာမလည်းပုံနံတွေရရှိနေတယ်ဘူးသေးအောင်ပုံနံဘာထဲမှမတူဘူးဟာနော်အာညီတော့ညီညီဆူဆူပြန်နေတော့ဟေးဟေးရဟိုမှာလိုက်ပို့တဲ့ညီလေးကြီးဆက်ဆက်နော်ညီဆူဆူပြန်နေကြီးကျန်အစ်ကိုရရမှာလားကြည့်။ဟွန်း။ဟိုအရှင်တွေကြည့်အောင်ပဲဗောနော်။ဒီမှာဒီချမ်းမှာချစ်မဲ့ညီလေးရတယ်။သူအားတဲ့ ရနေနော်အားနဲ့ရနေဈာကြိုက်ပြီးတော့လာပြီးတော့ဒီမှာညာဘက်လာရိုက်ပါအဲ့ဒီဘက်လို့ကျွန်တော်ဇက်လိုက် ရေတွေဆစ်ချထားတော့အောက်မှာအနံ့တွေကရှိနေလုံးပဲအိမ်ပေါ်တက်တာနှာခေါင်းပိတ်တယ်တော့ကျွန်တော်မြှဆုပ်ဆုပ်ပြီးအခါမှအလို့အနံ့မျိုးခံစားဘူးโอเคဒီမှာလောပါချစ်တဲ့အဲသူပြောတာတော့သူတို့ပထမညချစ်တဲ့ညမှာတဲ့ဒီအိမ်ထဲရနေပြီးတော့ဟိုဘယ်တော့တခုခုကိုရိုက်တဲ့အတန်မျိုးကြားရတယ်တဲ့အမဘုံတွေပါတယ်မျိုးနော်အဲ့လိုမထူးတဲ့အတန်မျိုးဘုံဆိုတဲ့အတန်ကိုကြားရတယ်လို့ပြောတယ်ကျွန်တော်လာရိုက်တဲ့ညမှာဘယ်လိုထူးခြားမှုတွေတွေ့ရမလဲဆိုတာကိုတော့အားလုံးစောင့်မျှော်ပြီးကြည့်ရှုပေးပါတော့ရိုက်တဲ့အခါကြာရင်လည်း ကျွန်တော်ကြိုပြီးတော့ပြောမယ်ပေါ့နော်အကျွန်တော်ပြီးခဲ့တဲ့ရက်ကဟိုကမှမြန်မာကလေးငယ်လေးတည်ဆုံးသွားတဲ့အိမ်ကိုကျွန်တော်လိုက်လွင့်မယ်ဆိုပြီးတော့ကျွန်တော်စီစဉ်လိုက်တာပြစ်ချင်တော့အဲ့ဒီမှာကလိုင်းမမီဘူးတော်တယ်တဲ့အရန်ကြတဲ့အခါကျတော့လိုင်းမမီတော့ကျွန်တော်ဗီဒီယိုပဲရိုက်ပြီးတော့လာရတယ်ပေါ့နော်ဒီနေ့ဒီမှာလိုင်းမိတယ်မဟုတ်လားအေးဒီမှာလိုင်းမိတယ်လိုင်းမိတယ်ဆိုရင်တော့ကျွန်တော်ဒီမှာဗီဒီယိုရိုက်ဖို့တက်ကိုလိုက်လွင့်ဖို့အတွက်ပို့ပြီးတော့အဆင်ပြေသွားတာပေါ့နော်ဟုတ်ကဲ့ပါလေးရအောင်လေ။အင်း နေတိုင်းတော့ဖိုးဖိုးကြည့်တာဖိုက်ကြည့်တာတွေ့ရဘူးအေးအဲ့ဒါဆိုရင်တော့မမိဘူးပေါ့မမိဘူးဟွန်းနေရဘူးဟွန်းနဲနာကွာဟိုလောက်မှဟိုဖိုက်ကြည့်တက်ပြီးတော့အတိုင်ပြင့်မှရအောင်အခုဟာဖိုးကြည့်မဟုတ်ဖိုက်ကြည့်ဟမ်ဒီဟာလည်းတောင်လည်းကြာတယ်နော်တောတောင်တွေပတ်ဝိုင်းထားတဲ့နေရာထိုင်းနိုင်ငံလည်း ညတိုင်းမှာ line မိတယ်ဆိုရင်မဒီတောတောင်နေနေကြ line ကကောက်ကောက်မမီဘူးကျွန်တော်ကလည်းမှ line သိမ့်မမီဘူးလို့တီးရ line မမီဘူးဆိုရင်တော့ကျွန်တော် view ပဲရိုက်ရမယ်ပေါ့နော် line သိမ့်မမီဆိုရင် video ပဲရိုက်ရမယ်အချိန်နေပဲဒီအိမ်နဲ့ဟုတ်ကဲ့ပါအားလုံးဆောင်ပြောင်းအားပေးကြတဲ့ကြောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကဲဒီအိမ်မှာလာပြီးတော့ရိုက်တဲ့အခါကျရင်လည်းအားလုံးအားပေးကြပါ ြီးရင်လည်းကျွန်တော်ကအားလုံးကိုရိုက်ကူးမဲ့ညကြလို့ရှိရင်မရောက်ခင်ကြိုပြီးတော့တတိပေးမယ်ပေါ့နော်ဒီမှာဒီလောဘချမ်းမှာရှင်းနေတဲ့ညီလေးဒီအားတဲ့ရက်ရဲကျွန်တော်အားတဲ့ရက်ရဲဒီစားတိုက်ပြီးတော့ညဘက်လာရိုက်တာပေါ့နော်မလိုင်းလွင့်ဖို့ဆောင်းတော့ဆော့ဆော့ပြောတယ်လိုင်းလွင့်ဖို့ကလိုင်းတိုင်ကအပြည့်ဝမမိဘူးတဲ့အဲ့တော့ဗီဒီယိုပဲရိုက်ဖြစ်ဖို့များပါတယ်โอเค အဲဒီနေ့တော့နေခင်းပိုင်းအချိန်လေးလေးလာကြည့်တာပေါ့နော်ဒီလောက်ပါပဲညဘက်ရိုက်ကူးတဲ့အခါကျရင်တော့အားလုံးစောင့်မျှော်ကြည့်ရှုပေးပါလို့ပြောကြရင်းနဲ့ဒီနေ့ရိုက်ကူးမှုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအသက်ရှင်ကြပါစစ်ချမ်းသာလူဝင်ဆန္ဒပြကြပါသေးဗျာဘိုင်ဘိုင်